ဒီနေ့ကတော့ကပတဲသွားရင်းနဲ့ကပတဲနာကမွေးငါဆိုင်မှာမွေးငါလေးဝင်စားပြီးခဲ့ပါတယ်။မွေးငါလေးကိုပူတိကျော်လေးနဲ့စားပြီးခဲ့ပါတယ်။ခေကမွေးငါကိုအရင်ပြစ်နေရမျိုးဆိုလို့မကြိုက်ဘူးပေါ့နော်။ဒါလေးကအရင်လေးကလည်းကြက်ကြဲလေးနဲ့ဆိုတော့ကြိုက်ပါတယ်။မွေးငါတဲ့ကိုအဲ့လိုပဲပင်ပေါ့နန်းနန်းမင်းတို့ပဲတီတို့အဲ့လိုမျိုးလေး အကုန်လုံးပေါ့အရွက်ဆောင်ထည့်စားရတာကိုကြိုက်ပါတယ်။စားလိုက်ပါအောင်မယ်ရှင်။စားကြပါအောင်ရှင်။ကိကလေးအဲ့လိုပေါ့နော်အပြင်းလေးသွားတဲ့ခါကြလို့ရှိရင်လေမွေးငားဆိုင်တွေ့ရင်လည်းမနေနိုင်ဘူး။စားခြင်းနဲ့အေးဆိုင်တွေ့ရင်လည်းတောက်ခြင်းနဲ့လက်ရှိရှိမှာရောက်လာတဲ့များဟာတွေ့တိုင်းတွေ့တိုင်းစားခြင်းတောက်ခြင်းဓာတ်လေးဤပဲ။ အခုလဲလူဝတာမွေးငါဆိုင်မှာเนาะမျက်လုံးကစိတ်သားထုတ်ထိုးဆောင်ရောက်နေပြီဟဲ့လားဟုတ်ပါမွေးငါစားပြီးွားလို့ရှိရင်စိတ်သားထုတ်ထိုးလဲသွားစားရအောင်မယ်အဲ့ဒါနဲ့မွေးငါစားတော့စိတ်ကတိတ်ပြီးတော့မဖြောင့်စိတ်သားထုတ်ထိုးစီကိုပဲမျက်လုံးလေးကတလဲတလဲနဲ့ရောက်ရောက်သွားကပတန်နာမာလေးရွှေပူလေးတွေကတော်တော်စုံတယ်နှိလေပတ်ဆိုလို့ရှင်လေအနာလေးကထမင်းပေါင်းဆိုင်လေးကလည်းစားလို့ကောင်းပါတယ် ညနေခင်းဆိုလို့ရှင်ဝတ်သားတို့ထိုးဆိုင်နေနေစိတ်သားတို့ထိုးဆိုင်နေနေအချင်းပေါင်းဆိုင်နေနေဒီလိုမျိုးမဟင်းကကားလေးနဲ့ရောင်းနေဆိုင်လေးတွေနေမြင်မြင်သမျှစားကျင်စရာတွေကြည့်ပါပဲအဲ့ဒါတော့လှဲတန်းကိုမရောက်သေးလို့လှဲတန်းဆိုလို့ရှင်ပူဆိုးမယ်ကဲမဟင်းကားလေးစားလို့ပြီးသွားပါပြီရှင် ဟုတ်ကဲ့နိုင်ကြည့်နေရတဲ့စိတ်သားတို့ထိုးဆိုင်လေးမှာစိတ်သားတို့ထိုးစားလိုက်ပါအောင်မယ်ရှင်စိတ်သားတို့ထိုးစားတဲ့ပုံလေးတော့မြဲလာခဲ့ရပါဘူးကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်